ဘုန်းကြီးပြောပြမယ်ဘုန်းကြီးမေတော်ကြီးဆုံးကန်ဒီတော့ကဘုန်းကြီးသွားဆောက်လျှောက်တယ်ဆံဝုံမေးတယ်တခါကြီးဒီလိုဖြစ်နေရင်ဘယ်လိုလဲဆိုတော့နောက်3ရက်ထက်မပိုးဘူးဗျာတဲ့ဆံဝုံတိတိကျကျပြောတယ်သူပြောတဲ့အတိုင်းလည်း3ရက်ထက်မပိုးပါဘူးအဲ့တော့ဘုန်းကြီးတရားစခန်းတရားဟောတာတွေရပ်ထားပြီးတော့မေတော်ကြီးပြန်ဆောက်လျှောက်အောင်မယ်ဆိုဘုန်းကြီးမှညီတစ်ပါးရှိတယ်ညီကိုနှစ်ပါးဘယ်ဘက်တယောက်ညာဘက်တယောက်ထိုင်ပြီးတော့3ရက်လုံးလုံးတတိပေးတာ ငါအိတ်ချင်ရင်မင်းတရီပေးမင်းအိတ်ချင်ရင်ငါတရီပေးမယ်တက္ကမကြီးနာမှာတရားတန်ပဲရှိပါစေတို့စောင့်ရှောက်သင့်တယ်ဒီချိန်မှာအဲ့တော့တောရွာဒေတာထုံးစံအတိုင်းဝက်တို့ကြက်တို့မွေးထားတဲ့အကောင်ပလောင်တွေလည်းရှိတယ်ကိုယ်အိမ်ကမမွေးပင်နဲ့ချီရင်ကောင်းရင်အိမ်တွေကမွေးထားတော့တတ္တဝါတွေကဘယ်သိတတ်မှာလဲဟိုကလက်လိုက်ဒီကလက်လိုက်ကတော့ကတော့ကတော့နဲ့တကြဂူဂူဂူနဲ့អော်လိုက်ဘုန်းကြီးစဉ်းစားကြည့်တယ်မတော်လို့အဲ့ သေကန်ဤလူနာဆိုတာစွဲမိစွဲရနော်စွဲမိစွဲရဆိုတော့ဒီဝက်အော်တန်ကြက်အော်တန်ကြာအဲ့ဒါစွဲတဲ့အချိန်မှာဘခနဲ့မြသေသွားရင်တရိစ္ဆာန်မဖြစ်ဘူးလားဖြစ်တယ်အဲ့တော့ခွန်ကြီးကဆွေမျိုးတွေကိုပြောလိုက်တယ်အဲ့ဒီအကောင့်တွေဒီခြံဝင်းနဲ့မလာစေနဲ့ခွန်ကြီးလည်းရောက်တော့လူတွေလည်းအနေကျကုန်တော့ဒီခြံထဲမှာတချို့ကလည်းဒုံ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 ဆိုတက်လာတဲ့ရင်တို့အိုးကြုံမယ်ဒုံ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 တက်လာတဲ့ဟင်းချက်မယ်ကဲမစားရင်လည်းနေပါစေဒီအိမ်ပေါ်မှာရင်တို့အိုးမကြိုကဟင်းမချက်ရအဲ့ဒါလူတွေကအောက်မှာ မျက်နှာတွေပြက်ကုန်ပြီကြီးကျယ်လိုက်တာတဲ့ဘုန်းကြီးကိုဘုန်းကြီးကိုရှေ့တော့လည်းမပြောရဲဘူးပေါ့ဝယ်ရံမှာပြောတယ်ကြီးကျယ်တယ်ဘုန်းကြီးကလည်းထင်တယ်သူတို့မျက်နှာကက်ခတ်တာနဲ့ငါလှုပ်တာတွေမကြိုက်ဘူးဒါပေမဲ့အဲ့ဒီချိန်မှာသူတို့ကိုငဲ့ရမှာလားလူနာကိုငဲ့ရမှာလားလူနာကိုငဲ့ရမှာပါဗျာဒါလေးသတိထားနော်လူနာကိုငဲ့ရမှာဘာလို့ပါပြောပြောဘုန်းကြီးနှလုံးမသွင်းဘူးတရားလေးအမြဲသတိပေးနေတဲ့ညီကိုနှစ်ပါးစွန်းစားချိန်မှာစားတယ်ပြီးတော့သတိပေးတယ် အချင်းနေကက်ကကြည့်တယ်တက္ကမကြီးကလည်းအားနဲ့လို့မတုံ့ပြန်နိုင်ပေမဲ့လို့ဘုန်းကြီးတတိပေးလိုက်တာနဲ့သူသိပါတယ်ဆိုတဲ့လက္ခဏာကတော့အမြဲတမ်းပြအဲ့လိုပြတယ်ဆိုတော့ကိုယ်တတိပေးရတဲ့လူလည်းအားရှိတယ်ကက်တတိပေးမဲ့ဘေးကစောင့်ရှောက်အပေါ်တရင်မေးခြင်းနဲ့လူတွေလည်းလူနာမျက်နှာလာကြည့်ခြင်းနဲ့မတက်ခန့်တဲ့တခါတည်းပြောလိုက်တယ်ဘာဖြစ်လို့လဲလာကြည့်ပြီးတော့အိုးဆိုပြီးတော့စုတ်တတတ်တဲ့ဟိုလူကကြားနေတယ်နားကနော်အဲ့တော့စုတ်တတတ်တဲ့မတက်တာတခုပြောလိုက်လို့စိတ်မကောင်းဖြစ်သွားရင်တေခန်နီးမှာ အာနေနေတဲ့ချိန်မှာအဲ့မကောင်းတဲ့စိတ်ကလေးစွဲသွားရင်တမနုံအတွက်ကောင်းလားကောင်းပါဘူးဗျာအဲ့တော့လူလက်တယောက်မှအိမ်ပေါ်မတက်ရလာလဲမျက်နှာမကြည့်ရအနာလဲမကတ်ရဘုန်းကြီးအကုံအမိတ်တို့တရိษံကအစအနာမလာစေနဲ့သူ့ဘေးနားမှာတရားတန်တစ်မျိုးပဲဘုန်းကြီးတတိပေးဆောင်လျှောက်အားလုံးကလည်း꽌ရမ်းမှာပြောလိုက်တဲ့အတင်းကတော့မပြောနဲ့သူတို့တရားလုံးဒီပုံစံဒီလိုပဲနေနေကြဘုန်းကြီးရောက်ခံမှအနာမသွားရတာတွေရောစကားကြဲကြဲမပြောရတာတွေရော အတန်မထွက်ရဆိုတာဒီရောစုံနေတော့အမျိုးမျိုးပြောတာပေါ့နောက်ဆုံးဆုံးကန်ဒီ9မိနစ်လောက်အလိုမှာဘုန်းကြီးကအနတ္တတရားလေးဟောပေးလိုက်ဇောဇောကအနတ္တဟောရင်လည်းစိတ်ထက်ကြမှာဆိုလို့မပြောဘူးဝိပဿနာရှုဖို့တော့တတိပေးတယ်ဆုံးကန်ဒီ9မိနစ်လောက်ကြမှာတက္ကမကြီးဘုန်းကြီးပြောတဲ့အတန်ကိုမတုံ့ပြန်နိုင်လို့စိတ်မကောင်းမဖြစ်နဲ့ဘုန်းကြီးပြောတဲ့အတန်တက္ကမကြီးကြားပြီးလိုက်လုံနေဖို့ပဲအရေးကြီးတယ် ကိုရတတ်ခန္ဓာကြီးကအနတ္တခန္ဓာကိုဖြစ်ချင်တယ်လို့မဖြစ်ရဘူးသူဖြစ်ချင်တယ်လို့ဖြစ်နေမှာကိုကတုံ့ပြန်ပြောဆိုခြင်းနဲ့မပြောနိုင်ဘူးဆိုတော့အော်ငါဥစဉ်ကိုပြန်ပြောခြင်းနဲ့မပြောနိုင်ဘူးဆိုစိတ်မကောင်းမဖြစ်နဲ့အနတ္တခန္ဓာတဲ့ဘာခန္ဓာတဲ့ကိုဖြစ်ချင်တယ်လို့မဖြစ်ရဘူးသူဖြစ်ချင်တယ်လို့ဖြစ်မှာအဲ့တော့ဘယ်လိုပဲဖြစ်ပါစေဖြစ်တဲ့အတိုင်းလေးပဲသူ့တဘာဝမြင်အောင်ကြည့်နေပါအဲ့ဒီအနတ္တတရားလေးတတိပေးပြီးမကြခင်မှာပဲ မေတော်ကြီးလည်းဆုံးသွားပါတယ်အတုပခြားတော့မယ်ဇာပနာအတုပခြားတဲ့နေ့ကျမှဘုန်းကြီးကအော်ဒီနောက်ဆုံးအချိန်အကြောင်းလေးကိုတရားဟောပေးတယ်။ဘာကြောင့်ဘုန်းကြီးဒီလိုဆောင်းရှောက်လဲ။ပေကန်နီးမှာဘလောက်အရေးကြီးလဲ။တကယ်လို့ဘေးကအတန်ပလန်တွေထွက်လာလို့တစ်ချက်ကလေးများစိတ်မကောင်းဖြစ်သွားရင်အဲ့ဒီလူနာအတွက်မနစ်နာဘူးလားနစ်နာလား။နစ်နာတယ်ကိုယ်အတွက်ကဘာမှမဖြစ်ပေမဲ့သူ့အတွက်ကတော့နောက်ဘဝတဘဝလုံး ွားရောတဲ့နော်မသွားဘူးလားသွားလားသွားတယ်ဒီတစ်ချက်ကလေးမကောင်းလိုက်တာနဲ့တမလွန်သွားပြီတမလွန်အဲ့ဒီတစ်ချက်သွားလိုက်တာဒီကဘဝလုံးဒုက္ခရောက်တာဘယ်တော့ဒုက္ခရောက်တာ